ဖျားပထိုးတွေကြားကနေဝင်စည်းစာရောင်တွေရွှေရောင်တန်းနေတဲ့ပကံမျိုးကို လာရောက်လဲပတ်တဲ့ဂျပန်နိုင်ငံသားခီးီးတဲ့တူရဲ့ဇလန်းလေးပါ သူ့နာမည်ကတာကာရှိသူဟာကဘာတလွားကရှေးဟောင်းယဉ်ကျေးမှုတွေကိုမှတ်တမ်းတင်ဖို့ဓပုံပညာရှင်တူဖြစ်ပြီးပကံရဲ့သမိုင်းဝင်နေရာတွေကိုစူးစမ်းရင်းတနေ့တာလုံးလှည့်လည်နေခဲ့တယ် ညနေခင်းမှာသူဟာလှပတိမ်မွေးတဲ့ရွှေရောင်ဖျားပထိုးတစ်ခုနားမှာဓပုံရိုက်နေစဉ်သူ့ပတ်စံအိတ်ကိုထိုင်ကုန်ပေါ်မေးခဲ့မိတဲ့အိတ်ထဲမှာသူ့ကပ်ပြားငွေသားနဲ့ခရီးစရိတ်အားလုံးပါဝင်နေတယ်။နောက်တနေ့မနက်ဟိုတယ်ပြန်ရောက်မှတတိယပြီးစိတ်ပြက်လက်ပြက်ဖြစ်နေချိန်မှာဟိုတယ်ဝန်ထမ်းကဆရာကြီးမနေ့ကလူတယောက်ဆရာပတ်စံအိတ်ကိုလာပြီးအပ်ခဲ့တယ်လို့ပြောလာတယ်။ အတူကတော့ပကံမှာလှဲ့လေပြသပေးတဲ့လူငယ်လန်းပြတူဦးဖြစ်တဲ့ကိုဇော်ပါကိုဇော်ဟာမင်းညကတာကာရှိရဲ့ပတ်စံအိတ်ကိုဖျားပထိုးနာမှာတွေ့ပြီးအိတ်သေးကဟိုတယ်ကက်ကိုကြည်ကတညာလုံးဟိုတယ်ကိုလက်ရှာခဲ့တာဖြစ်တယ်။သူ့အတွက်ငွေကြေးအခက်ခဲရှိနေပေမဲ့သူဟာပတ်စံအိတ်ကိုပြန်မပေးဘဲမထားခဲ့ဘူး။ဒါကကျုပ်ရဲ့ဥစ္စာမဟုတ်ဘူး။အမှန်တရားကိုစောင့်ထိန်ဖို့ကပိုရေးကြီးတယ်လို့ကိုဇော်ကပြောခဲ့တယ်။ တာကာရှိဟာကိုဇော်ကိုကျေးဇူးတင်လက်ဆောင်အဖြစ်ငွေအများကြီးပေးချင်ခဲ့ပေမဲ့ကိုဇော်ကလက်မခံဘဲကျုပ်လုတင်တာကိုလုတ်ခဲ့တာပါဘလို့သာပြန်ပြောတယ်ဒါပေမဲ့တာကာရှိကသူ့ရဲ့အမှတ်တရဖြစ်စဉ်ကိုသူ့ဘလော့နဲ့လူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့တယ်သူ့ပြိတက်တန်းကြီးကကိုဇော်ရဲ့ဖြောင့်မတ်မှုကိုချီးကျူးကြပြီးပကံကိုသွားမဲ့ခီးတဲ့တွေကိုကိုဇော်နဲ့ဆက်သွယ်ဖို့အကြံပေးကြတယ် တလအတွင်းကိုဇော်ရဲ့လုပ်ငန်းဟာနိုင်ငံတကာခရီးသည်တွေနဲ့စီကားလာပြီးသူ့မှာဝင်ငွေ တိုးလာတဲ့ဒီဖြစ်ပျက်ကသူ့ကိုကြေးရွာထဲမှာဂုံတရင်ကြော်စေခဲ့ပြီးသူ့ရဲ့စူးစမ်းမှုနဲ့ယူသားမှုဟာအကျိုးကျေးဇူးအဖြစ်ပြန်လည်ဆုချခံရတဲ့အမှန်တရားနဲ့ဖြောင့်မတ်မှုဟာခဏတာနစ်နာမှုကိုဖြစ်စေနိုင်ပေမဲ့နောက်ဆုံးမှာတော့လူဘဝကိုအလင်းဆောင်ပေးသော အောင်မြင်မှုတွေကိုတည်ဆောင်လာတတ်ပါတဲ့ကိုဇော်လိုလူတွေဟာလောကကြီးကို ပိုလှပစေတဲ့မိအိမ်တွေပါပဲ။